ုရှားနိုင်ငံမှာမီးလောင်ကျွမ်းနေပါတယ်။ဒီလိုသတင်းမျိုးကိုအချိန်ချင်းကြားပူပေမဲ့ဒီတစ်ခါတော့စစ်ဆတင်ကလေးကရုရှားကိုအပြင်းထန်ဆုံးထိခိုက်စေခဲ့တဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ညတကောင်အချိန်မှာရုရှားရဲ့ဒေတာဆက်တစ်ခုကိုဒရုန်းတိုက်ခိုက်မှုခံခဲ့ရပြီးရုရှားစစ်လေယာဉ်ဝင်၃ခုလည်းပြစ်မှတ်ထဲပါဝင်ခဲ့ပါတယ်။ယူကရိန်းရဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့တရားဝင်အချက်လက်ကိုရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ယူကရိန်းတိုက်ခိုက်မှုအတွင်းစေနာကြီးကြာမြင့်ခဲ့ပြီး စီးပွားရေးနဲ့စည်ရေးလေကြောင်းတွေကိုနှောက်ယှက်ခဲ့တယ်လို့ဆိုပါတယ်။ဒရုန်း158စင်းလောက်ကိုရုရှားဒေတာဆက်တခုမှစောင့်ကြည့်တွေ့ရှိခဲ့တယ်လို့လည်းဆိုပါတယ်။ဒရုန်းများစုကိုယူကရိန်းနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ Krasnodar, Rostov, Kars နဲ့ Belgorod ဒေတာတွေမှာတွေ့ရှိခဲ့ပါတယ်။ North Ossetia, Volgograd, Penza, Nizhny Novgorod, Saratov, Orenburg, Ore ဒေတာတွေပြင် စတာဂရိုပိုနဲ့ရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားကိုပါတိုက်ခိုက်ခံခဲ့ရပါတယ်။အော်ရန်ဘက်ပြည်နယ်အုပ်ချုပ်ရေးမှူးယေဗန်ဂျန်နီကဆန်တော့ဖ်ကတော့ဒရုန်းတွေကလေဆိပ်တစ်ခုကိုပစ်မှတ်ထားတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့အပေပြောင်းမရှိဘူးလို့ပြောပါရတယ်။နောက်အော်စတီးယားကမော့စတော့မှာရှိတဲ့ KJ Hypersonic ဒုံးမြန်တွေတက်ဆင်ထားတဲ့ MiG 31K လေယာဉ်တွေတက်ဆွဲထားတဲ့စစ်လေယာဉ်ဝင်းတစ်ခုကိုလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။လူမှုကွန်ရက်ပေါ်က post တွေမှာ ဒီ area နေကမိခိုးတွေထွက်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ရုရှားအရာရှိတွေကတော့ဒီတိုက်ခိုက်မှုကိုကာဝယ်နိုင်ခဲ့ပြီးလေစိတ်မှာအရာအလုံးပုံမှန်ပြန်ဖြစ်နေပြီလို့ပြောပါတယ်။ဒါပေမဲ့လူမှုကွန်ရက်ပေါ်ကနောက်ဆုံးပေါ်တပ်ပုံတွေရတော့ Mostor လေရင်ခွင်းမှာတကယ်ပဲအခြေအနေတွေမကောင်းဘူးဆိုတာကိုညွှန်းနေပါတယ်။ North Ossetia နဲ့ Chinchaya ရုရှားသမ္မတနိုင်ငံတွေရဲ့မြို့တော်တွေဖြစ်တဲ့ Valdika Kas နဲ့ ကရော့စ်နီမှာရှိတဲ့လေဆိပ်တွေဟာလည်းဒီတိုက်ခိုက်မှုကြောင့်ပိတ်ထားရတယ်လို့သိရပါဗျ။နောက်အော်စတီးယားဟာယူကရိန်းနဲ့နယ်စပ်ကနေကီလိုမီတာ1000လောက်ဝေးပြီးတောင်ဘက်မှာဂျော်ဂျီယာနဲ့နယ်နိမိတ်ချင်းထိစပ်ကကော့ကာဆပ်စ်တောင်တန်းတွေတစ်လျှောက်ရှေ့လျားစွာတည်ရှိပါဗျ။ယူကရိန်းတွေဟာဒီဒေသကြီးကလေယာဉ်ဝင်တစ်ခုကိုထိမှန်နိုင်တာကအံ့ဩစရာပါ။ဒါပေမဲ့ drone တိုက်ခိုက်ခံရတဲ့လေယာဉ်ဝင်က North Ossetia မှာနေမဟုတ်ပါဘူး။ ဆာရာဒော့ဖ်ဒေတာကစစ်လေရင်ခွေးတစ်ခုကိုပါယူကရိန်းတွေကဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဆာရာဒော့ဖ်ဒေတာကနီးပြူဟာမြောက်ဘုံကျဲလေရင်တွေတဆွဲထားတဲ့ Angels မြို့မှာလည်းပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ယူကရိန်းရဲ့ဒရုန်းရာနဲ့ချီကဒီလေရင်ခွေးမှာပောက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ယုံကြည်ရပါတယ်။ဒီတိုက်ခိုက်မှုခံခဲ့ရတဲ့ရုရှားစစ်လေရင်ဝင်သုံးဦးမှာအခြေအနေတွေအခုထိကြီးကြီးမားမားဆိုးဝါးနေစေလို့သိရပါဗျ။ယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေဟာ ရုရှားရဲ့ရင်းနှီးချက်ဆက်ယုံတွေကိုပါပိတ်မှတ်ထားခဲ့ပါတယ်။ Krasnodar ဒေသက Savia Nux နဲ့ Nakuban မှာရှိတဲ့ရင်းနှီးချက်ဆက်ယုံတခုကိုထပ်ခါထပ်ခါတိုက်ခိုက်ခံခဲ့ရပါတယ်။မကြသေးရင်က drone တိုက်ခိုက်မှုတွေကြောင့်ရုရှားဟာအတော်လေးလှုပ်ခတ်ခံခဲ့ရပါတယ်။ညသကောင်တိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေလည်းအလန်းစိုးရိမ်နေကြပါတယ်။ရုရှားစစ်နဲ့နိုင်ငံရေးအာဏာပိုင်တွေဟာဒီလို drone တိုက်ခိုက်မှုမျိုးကိုမျှော်လင့်မထားခဲ့ဘူးဆိုတာသိကြပါတယ်။ ဒါပေမဲ့ယူကရိန်းရဲ့အောင်မြင်တဲ့ drone တိုက်ခိုက်မှုတွေကဒီနေရာတွေနဲ့ပဲကန့်တမ်းမနေပါဘူး။ယူကရိန်းစစ်တပ်ဟာဒေါ်လာ100တန်းတန်တန်ဖိုးရှိတဲ့ Russia 222 M3 ဘုံးကျဲလေယာဉ်တစ်စီးကို drone နဲ့ဖြတ်စီးနိုင်ခဲ့ပါတယ်။ဒီဘုံးကျဲလေယာဉ်မှာ KH-22 ဒုံးမြန်တွေတင်ဆောင်ထားပါတယ်။ယူကရိန်းစစ်တပ်ကတပ်မှုချုပ် Alexander Sarsky က222 M3 ကိုပြစ်ချနိုင်ခဲ့တယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်။222 M ဟာ စူပါဆောနဲ့အဝေးပြေးဘုံကျဲလင်းတစည်းဖြစ်ပြီး1960ပြည့်လုံနှစ်တွေကကျူပိုလက်ဒီဇိုင်းဘီရိုကဖန်တီးခဲ့တာပါအဓိကပြုပြင်မုံမမှုနှမျိုးနဲ့ထုတ်လုပ်ခဲ့ပြီး1990ပြည့်လုံနှစ်တွေမှာ 222M2 ကိုရက်စဲခဲ့ပါတယ်1988ကနေ1993အထိထုတ်လုပ်ခဲ့တဲ့ 222M3 ကတော့အခုထိရုရှားအာကာသစစ်တပ်မှာအသုံးပြုနေစေဖြစ်ပါတယ်2022ခုနှစ်မေလ9ရက်နေ့က 222 M3 ဘုံးကျဲလေယာဉ်ကနေ cancel ဒုံးပြန်သုံးသင်းကို Odisha ဒေသကပြည်သူပြစ်မှတ်တွေစီပြစ်လွတ်ခဲ့မှုပါတယ်။အခုတော့ဒီဘုံးကျဲလေယာဉ်ကြီးကို Ukraine က UAV နဲ့ပြစ်ချနိုင်ခဲ့ပြီးတမိုင်းတွေနဲ့အောင်မြင်မှုတစ်ခုရခဲ့ပါတယ်။ Ukraine ဟာ Russia ရဲ့ရဲသားတွေကိုတိုက်ခိုက်မှုတွေကိုလုံးမလာအောင်ကာကွယ်နိုင်ခဲ့ပါတယ်။တညာလဲမှာပဲ Ukraine ဟာစစ်မြေပြင်မှာအများကြီးအောင်မြင်မှုရခဲ့ပြီးရုရှားကဒီတိုက်ခိုက်မှုတွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကစောင့်ကြည့်ရမယ့်အရာဖြစ်လာပါတယ်။ ဒါပေမဲ့ဒီတုံ့ပြန်မှုတွေမကဘဲ Kremlin အတွက်နောက်ထပ်စိုးရိမ်ကြရာတွေရှိနေပါတယ်။ Ukraine ရဲ့ drone တိုက်ခိုက်မှုတွေကြောင့် Russia ကောင်းဆောင်တွေအခုချိန်မှာအရန်ကိုခတ်ခဲတဲ့အခြေအနေတခုကိုရင်ဆိုင်နေရပါတယ်။ Ukraine တို့ကမှ drone တွေဟာတနေ့ကိုစစ်သားတစ်ထောင်ကျော်အထိတေကြေတံရရစေနိုင်တယ်လို့ယူဆရပါတယ်။ဒီစစ်ပွဲမှာအရင်ကအနောက်တိုင်းရဲ့တိုက်ခိုက်ရေးလှုပ်ရှားမှုတွေကြောင့်ခင့်မမီတော့ဘူးလို့ယူဆခဲ့ကြတဲ့အမြောက်တပ်နဲ့လေးလံထူထဲတဲ့စစ်ရင်တွေဟာပြန်လည်အရေးပါလာခဲ့ပြီးမြေ ဒရုန်းတွေရဲ့အသုံးပြုမှုကတော့ခေတ်သစ်စစ်ပွဲရဲ့အလှည့်ကြောင်းတစ်ခုကိုပေါ်ဆောင်လိုက်ပါတယ်။ဒရုန်းတွေဟာအခုချိန်မှာအဓိကသေသေနိုင်တဲ့အန္တရာယ်ဖြစ်လာပြီးရုရှားနဲ့ယူကရိန်းစစ်ပွဲမှာသေဆုံးမှုအများစုဟာတစ်ခါသုံးတိုက်ဒရုန်းတွေကြောင့်ဖြစ်ပြီးအမြောက်တပ်ထံပိုပြီးသေစေနိုင်စွမ်းရှိနေပါတယ်။လက်တလောစစ်မြေပြင်ဒေတာတွေအရ2022ခုနှစ်ဖေဖော်ဝါရီလကစပြီးရုရှားစစ်သား2သိန်းခွဲသေဆုံးခဲ့ပြီးအဲ့ဒီထဲကအများစုဟာဒရုန်းတိုက်ခိုက်မှုကြောင့်လို့ဆိုပါတယ်။ ယူကရိန်းရဲ့ drone တွေဟာရုရှားစစ်သား65ရာခိုင်နှုန်းနဲ့စစ်ပစ္စည်း85ရာခိုင်နှုန်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့အမျိုးသားလူမျိုးရေးကာဝေးရေးနဲ့ထောက်လန်းရေးဆိုင်ရာပါလီမန်ကော်မတီအတွင်းရေးမှူးဗိုလ်မှူးကြီး Roman Constantino ကအတည်ပြုပြောဆိုခဲ့ပါတယ်။သူအဆိုအရရုရှားစစ်ပစ္စည်း85ရာခိုင်နှုန်းကိုယူကရိန်းရဲ့ UAV တွေနဲ့ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီကိန်းကနဲတွေဟာစစ်မြေပြင်မှာ drone တွေရဲ့ထိရောက်မှုကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ ဒါပေမဲ့အမြောက်တပ်တွေရဲ့အရေးပါမှုလည်းလုံးဝမပြောက်သွားသေးဘူးလို့လည်းကိုစတန်ကိုကထောက်ပြခဲ့ပါတယ်။အမြောက်တပ်တွေဟာရုရှားရဲ့ရီမန်တပ်တွေကိုထိထိရောက်ရောက်ဟန်တားနိုင်တဲ့ရှိနေသေးဖြစ်ပါတယ်။ယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေဟာရုရှားရဲ့ရေနံလုပ်ငန်းတွေကိုပါပိတ်မှတ်ထားခဲ့ပါတယ်။၂025ခုနှစ်စတင်ချိန်မှာယူကရိန်းဟာရုရှားရေနံချက်စက်ရုံတွေကိုပုံမပြင်းထန်စွာတိုက်ခိုက်လာခဲ့ပါတယ်။ဒီအချိန်ဟာရုရှားအတွက်အထူးသဖြင့်မကောင်းတဲ့အချိန်ပါပဲ။ ရုရှားဟာသူ့ရဲ့ကြမ်းတမ်းတဲ့ရေနံတင်ပို့မှုတွေပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့ရေနံချက်ဆက်ရုံထုတ်လုပ်မှုကိုတိုးမြှင့်နေတိမ်ပါပါဖေဖော်ဝါရီလ9ရက်နေ့မှာယူကရိန်းတပ်ဖွဲ့တွေဟာ Krasnodar ကာရိုင်းက Bashnev ရေနံတိုးလောင်ရုံကိုတိုက်ခိုက်ခဲ့ပါတယ်ယူကရိန်းရဲ့နယ်မြေချင်းထိစပ်နေတဲ့ဒီသိမ်းငယ်တဲ့ရေနံချက်ဆက်ရုံဟာရုရှားစစ်တပ်ရဲ့ထောက်ပံ့ရေးခွင့်ဆက်အတွက်အဓိကအရေးပါပြီးတစ်နှစ်ကိုရေနံကျန်း Vary 1.8တန်းကိုချက်လုပ်နိုင်သွားရှိပါတယ်ဒီထဲကအများစုဟာရုရှားရဲ့စစ်တပ်အတွက် လောင်စာစီဖြစ်မှာပါဒီလိုရင်းနှံအခြေအနေအခြေခံအဆောက်အုံတွေကို drone တွေနဲ့တိုက်ခိုက်တဲ့သတင်းတွေဟာဒီနှစ်အစောပိုင်းကရုရှားသတင်းတွေမှာပုံမှန်ဖြစ်လာခဲ့ပါတယ်အများသော data တွေအရ2025ခုနှစ်ဇန်နဝါရီလကစပြီးယူကရိန်းဟာရုရှားရဲ့ရေနံနဲ့တန်းဝင်အခြေခံအဆောက်အုံတွေကိုအနည်းဆုံး73ကြိမ်အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်တိုက်ခိုက်မှုတွေမကြာခဏတိုးလာတာဟာရုရှားကရေနံချက်လုပ်ပြီးတင်ပို့ဖို့ကြိုးစားနေတဲ့ပေါ်ယူကရိန်းရဲ့တုံ့ပြန်မှုပါပဲ အကြောင်းကတော့ရေနံကျန်းတင်ပို့မှုတွေဟာဒီကန့်သက်ချက်တွေကိုရှောင်မှုတုံးတယ်အရိပ်ရခေါ်တင်မောတွေပေါ်တန်ခတ်မှုတွေကြောင့်ဟန်တားခံနေရလိုပါပဲပမိုင်းကြောင်းအရာရေနံနဲ့တန်ဝိတ်ကနေရတဲ့ဝင်ငွေဟာရုရှားဘတ်ဂျက်ရဲ့30ရာခိုင်နှုန်းရှိပြီးစစ်အုံသေးရဲ့အကြီးအကျယ်အပိုင်းကိုလည်းထောက်ပံ့ပေးပါတယ်ဒါပေမဲ့ယူကရိန်းကဇန်နဝါရီလတရက်နေ့ကစပြီးတန်ဝိတ်ပို့ဆောင်ရေးစာချုပ်ကိုတတ်တမ်းမတိုးတော့တာနဲ့အမေရိကန်ကရုရှားရဲ့အရေးရာတင်မောတွေကိုဒဏ်ခတ်တာတွေကြောင့် ဒီဝင်ငွေရဲ့တည်ငြိမ်မှုဟာအခုချိန်မှာမသေးကြတော့ပါဘူး။ကျွမ်းကျင်သူတွေကတော့ဒီအစီအမံတွေကြောင့်ရုရှားရဲ့နှစ်စဉ်ရေနဲ့တင်ပို့မှုဝင်ငွေ30ဘီလီယံကနေ20ဘီလီယံထိ30ကနေ20ရာခိုင်နှုန်းရောကျနိုင်တယ်လို့ခန့်မှန်းထားပါတယ်။2025ခုနှစ်ဖေဖော်ဝါရီမှာရုရှားရှင်နန်ဂျန်တင်ပို့မှု8ရာခိုင်နှုန်းရောကျမယ်လို့ခန့်မှန်းထားတာဟာအပြည်ပြည်ဆိုင်ရာတိုင်ခတ်မှုတွေနဲ့ယူကရိန်းရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေရဲ့ပေါင်းဆက်သက်ရောက်မှုကိုပြသနေပါတယ်။ ဒါဟာရုရှားရဲ့အရင်ကလေးကစိုးဝါနေတဲ့ဘန်နာရေးအခြေအနေကိုပုံဆိုးစေပါတယ်။ရုရှားရဲ့ပြဿနာကဂျေနန်နဲ့တန်းဝေဝင်ဝင်တွေဟာစစ်စစ်တွေကိုမဖြည့်ဆည်းနိုင်တော့တာပါပဲ။2024ခုနှစ်ကိုရုရှားဟာသမိုင်းတင်မှတ်တမ်းဝင်ဘတ်ဂျက်လုံးဝေး3.5ထရီလီယံရူဘယ်ဒေါ်လာ35ဘီလီယံနဲ့အဆုံးသတ်ခဲ့ပြီးဘန်နာရေး PR တွေပုံများလာပါတယ်။တလားကျော်တွင်ဒီ drone တိုက်ခိုက်မှုတွေဟာရုရှားရဲ့ရေနံချက်စွမ်းရည်ရဲ့18ရာခိုင်နှုန်းနဲ့ ပင်လယ်ကစည်ရေလံကျန်းတင်ပို့မှုရဲ့20ရာခိုင်နှုန်းကိုထိခိုက်စေခဲ့ပါတယ်။ရုရှားရင်းနယ်လုံခြုံရေးဟာယူကရိန်း drone တိုက်ခိုက်မှုတွေကြောင့်ဘလို့ထိခိုက်ခဲ့တယ်ဆိုတာပိုနားလည်ဖို့အတွက်မကြသေးခင်ကဖြစ်ပွားခဲ့တဲ့ drone တိုက်ခိုက်မှုတချို့ကိုပြောပြပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့က Krasnodar Krai မှာရှိတဲ့ Bashnev ရေနံတိုးလောင်ရုံကိုတိုက်ခိုက်မှုဟာနောက်ဆုံးဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေကတခုပါ။ယူကရိန်းက drone 158စီးသုံးပြီးလုဆောင်ခဲ့တဲ့နောက်ဆုံးတိုက်ခိုက်မှုကိုတော့ထည့်မတွက်သေးပါဘူး။ ဒီမတိုင်ခင်ဖေဖော်ဝါရီလ3ရက်နေ့မှာလဲအလားတူ drone တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ယူကရိန်းရဲ့ drone မျိုးစုံသုံးထားတဲ့ဒီညှိနှိုင်းတိုက်ခိုက်မှုဟာရုရှားတဝန်းကအရေးပါတဲ့စွမ်းအင်အခြေခံအဆောက်အုံတွေကိုပိတ်မှတ်ထားခဲ့တာပါ။ဒီထဲမှာ Volgograd က look oil ရေနံချက်ဆက်ယုံဒုတိယကြိမ်ထိခိုက်ခံရတဲ့ရုရှားနိုင်ငံပိုင်း Gazprom ရဲ့အကြီးဆုံးဆက်ယုံဖြစ်တဲ့ Astrakhan ဓာတ်ငွေ့ချက်ဆက်ချက်လုပ်ရေးဆက်ယုံတို့ပါဝင်ပါတယ်။ ဇန်နဝါရီ31ရက်မှာလည်းရုရှားရင်းနှီးချက်ဆက်ယုံတွေဟာယူကရိန်း drone တိုက်ခိုက်မှုတွေကြောင့်ထပ်မံလှုပ်ခတ်ခံခဲ့ရပါတယ်။လူမဲ့လေယာဉ်တွေကရုရှားရဲ့စစ်တမမြောက်အကြီးဆုံးဆက်ယုံဖြစ်တဲ့ Volgograd ရင်းနှီးချက်ဆက်ယုံကိုတိုက်ခိုက်ခဲ့တာပါ။ဒီဆက်ရုံဟာတနစ်ကိုရေနံချမ်း48.8တန်းတန်ရုရှားစစ်သူပေါင်းထုတ်လုပ်မှုရဲ့600ခိုင်လုံးကိုချက်လုံနိုင်စွမ်းရှိပါတယ်။ဒီတိုက်ခိုက်မှုတိုင်ခင်နေ့ဇန်နဝါရီလ30ရက်မှာလေရုရှားရင်းနှီးဆက်ယုံတစ်ခုကိုထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။ Rostov ဒေသက Novochakets ရေနံချက်ဆက်ယုံဟာ Ukraine drone တိုက်ခိုက်မှုကြောင့်လုပ်ငန်းတွေရပ်နားခဲ့ရပါတယ်။ဒီဆက်ယုံဟာရေနံ9.5တန်းနဲ့ချက်လုံနိုင်ခွင့်ရှိပေမဲ့အရင်တိုက်ခိုက်မှုတွေကြောင့်ထုတ်လုပ်မှုစွန့်ရည်ကျဆင်းပြီးတန်3တန်းလောက်ပဲထုတ်လုပ်နိုင်ခဲ့ပါတယ်။ဇန်နဝါရီ30ရက်မှာပဲအခြားတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ Novospikovo ရေနံ Pants Scan နဲ့ Baltic Pipeline System က Andrea Po Pants Scan တို့ကို drone တွေနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့်ပင်လယ်ကတဆင့်ရေနံတင်ပို့မှုပမာဏ၃ညအထိကျဆင်းသွားခဲ့ပါတယ်။ S-Luga စိတ်ကန်းဟာရုရှားရဲ့ပင်လယ်ကတဆင့်တင်ပို့မှုရဲ့၂၀ရာခိုင်နှုန်းကိုတောင်းဝန်ယူထားတာကြောင့်ဒီစိတ်ကန်းကိုတိုက်ခိုက်မှုကရုရှားရဲ့တင်ပို့မှုလုပ်ငန်းတွေကိုကြီးမားစွာထိခိုက်စေခဲ့ပါတယ်။ဇန်နဝါရီလ29ရက်မှာတော့ Nixi Novgorod ဒေသကိုပိတ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပါတယ်။ Nizhny Novgorod Novgorod ဒေသက ကိုစတိုဗောရေနံချက်ဆက်ယုံကိုတိုက်ခိုက်ခံရခဲ့ရပြီးကြီးမားတဲ့ပြီးလောက်မှုဖြစ်ွားကဆက်ယုံတစ်ခုလုံးပိတ်သိမ်းခံခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုမတိုင်ခင်3ရက်လိုဇန်နဝါရီ26ရက်မှာလေရုရှားရဲ့ Russian ရေနံချက်ဆက်ယုံကိုယူကရိန်း drone တွေနဲ့ဒုတိယကြိမ်တိုက်ခိုက်ခံရပြီးမိလောက်မှုနဲ့ဒုဆက်ယုံထပ်မံပျက်စီးခဲ့ပါတယ်။ဇန်နဝါရီလ24ရက်မှာတော့ Ukraine drone တွေဟာရုရှားရဲ့အကြီးဆုံးရေနံချက်ဆက်ယုံတွေထဲကတစ်ခုဖြစ်တဲ့ Razen ရေနံချက်ဆက်ယုံကိုတိုက်ခိုက်ခဲ့ပါတယ်။ ဒီဆက်ရုံဟာတရက်ကို Yenan Vary နှစ်သိန်းခွဲကျော်ချက်လုပ်နိုင်ပြီးရုရှားရဲ့စုစုပေါင်းချက်လုပ်နိုင်တဲ့900ခန်းလုံးရှိပါတယ်။တိုက်ခိုက်မှုကြောင့်ဆက်ရုံပိတ်သိမ်းခဲ့ရပါတယ်။ဇန်နဝါရီလ22ရက်မှာ Liski Yenan တူလောင်ရုံကို Ukraine drone တွေကထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ဒီမတိုင်ခင်3ရက်ကလေးက Uzrova မြို့အနီးက Rosneft ကုမ္ပဏီပိုင်းရေနံတူလောင်ယုံကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။ဒီတူလောင်ယုံမှာရေနံထွက်ပစ္စည်းတွေအတွက်တူလောင်ကန်58ခုရှိပါတယ်။ ဇန်နဝါရီ18ရက်မှာတော့ကာလူကာဒေတာကလူဒင်နိုဗိုရေနံရေနံတိုးလောင်ရုံကိုယူကရိန်းတိုက်ခိုက်ရေးဒရုန်းတွေကပစ်မှတ်ထားခဲ့ပါတယ်။ဒီမတိုင်ခင်တရက်လိုမှာပဲ Voronox ဒေတာကလစ်စကီရေနံတိုးလောင်ရုံကိုတိုက်ခိုက်ပြီးကြီးမားတဲ့ပျက်စီးမှုတွေဖြစ်စေခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်ရုရှားရဲ့ရေနံအရင်းမြစ်တွေအလွန်အမင်းပျက်စီးခဲ့ရပါတယ်။ဇန်နဝါရီ14ရက်မှာလည်းဇက်တိုက်တိုက်ခိုက်မှုတွေဆက်ဖြစ်ခဲ့ပါတယ်။ဒီနေ့မှာပဲယူကရိန်းဒရုန်းတွေဟာ Saratov Oblast က Angels 2လေယာဉ်ကွင်းနဲ့ Angels မြို့က Klinsty ဂျင်းလန်တူလောင်ယုံကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီတူလောင်ယုံဟာရုရှားရဲ့နီးပြူဟာများဘုံကျဲလေယာဉ်တွေကိုလောင်စာသည်ထောက်ပံ့ပေးတဲ့နေရာပါ။မိလောင်မှုကြောင့်လေယာဉ်လောင်စာသည်တန်ချိန်၈သိန်းခန့်ဆုံးရှုံးခဲ့ရပါတယ်။2025ခုနှစ်ရဲ့ပထမနှစ်လအတွင်းမှာပဲဒီလိုတိုက်ခိုက်မှုတွေနေ့စဉ်ဇက်တိုက်ဖြစ်ပွားနေပါတယ်။ရုရှားရဲ့ဂျင်းလန်အဆောက်အုံတွေ စစ်လေရင်ခွင့်နေနဲ့ဤပြူဟာမြောက်အချက်ချာနေရာတွေကိုယူကရိန်း drone တွေကတိုက်ခိုက်နေသေးပါဒါပေမဲ့ Kremlin အတွက်တော့အခုချိန်မှာဂျင်းနယ်အဆောက်အုံတွေကအထူးအရေးကြီးနေပါတယ်ပူတင်ဟာစစ်ဆက်လုပ်နိုင်မှုအတွက်ဘန်နာရေးရင်းမြစ်တွေလိုအပ်နေပါတယ်ကျွမ်းကျင်သူတွေကရုရှားရဲ့ဂျင်းနယ်အပေါ်အလွန်မင်းမိခိုးနေရတာဟာကြီးမားတဲ့အားနည်းချက်ဖြစ်လာပြီလို့သတိပေးထားပါတယ်အထူးသဖြင့်ထုတ်လုပ်မှုကုန်ကြမ်းသိက်တွေတက်လာပြီးစစ်အုံစိတ်တွေလည်းမြင့်တက်နေတဲ့အချိန်မှာပေါ့ ဒီစီးပွားရေးဖိအားတွေကြောင့်ရုရှားရဲ့စွမ်းအင်အခြေခံအဆောက်အုံတွေဟာယူကရိန်းရဲ့နက်ဆိုင်နဲ့တိုက်ခိုက်ရေးလှုပ်ရှားမှုအတွက်အကောင်းဆုံးပြစ်မှတ်တွေဖြစ်လာခဲ့တာပါယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေဟာရုရှားရဲ့စီးပွားရေးအခြေခံတွေကိုမတိမငြိမ်ဖြစ်စေဖို့ချမှတ်ထားတဲ့နည်းပြူဟာရဲ့အရေးပါတဲ့အစိတ်အပိုင်းပါပဲဒီတိုက်ခိုက်မှုတွေကြောင့် Kremlin အတွက်စစ်စင်ရေးတွေကိုဆက်လက်ထိန်းသိမ်းဖို့ပိုပိုခက်ခဲလာပါတယ်ရုရှားရဲ့ရေနံအခြေခံအဆောက်အုံတွေကိုဇက်တိုက်နှောက်ယှက်မှုတွေဟာ2025ခုနှစ်မှာ ဘတ်ဂျက်လုံငွေပိုကြီးလာနိုင်စေပြီးစစ်ရေးအုံကြိတ်တွင်ရုရှားရဲ့စွမ်းဆောင်ရည်ကိုပိုမိုအားနည်းစေနိုင်ပါတယ်။အနောက်နိုင်ငံတွေကတန်ခတ်ရေးယူမှုအသစ်တွေနဲ့အကောက်ခွန်တွေအကြောင်းဆွေးနွေးနေကြမှာပဲ။ယူကရိန်းဟာရုရှားရဲ့စီးပွားရေးနဲ့စစ်ရေးအခြေခံတွေကိုအကြီးအကျယ်ပြောင်းလဲနေပါတယ်။ဒါကြောင့် Kremlin အနေနဲ့စစ်စင်ရေးတွေရောပြည်ရင်းစီးပွားရေးတွေကိုပါတပြိုင်တည်းထိမ့်သိမ့်မှုအခက်တွေ့နေရပါတယ်။ယူကရိန်းရဲ့နေစဉ်ဒီပါဖြစ်နေတဲ့ drone တိုက်ခိုက်မှုတွေကြောင့်မော်စကိုအပါအဝင်နိုင်ငံတော်ကစစ်ရေးပြစ်မှတ်တွေ ပျက်စီးတဲ့နေချိန်မှာယူကရိန်းစစ်ပွဲရဲ့ရေးကြီးတဲ့အချိန်ကာလမှာရုရှားသမ္မတဗလာဒီမာပူတင်ဟာနှစ်စဉ်စစ်မှုတန်းခေါ်ယူမှုအစီအစဉ်ကိုစတင်ခဲ့ပါတယ်။ပူတင်ကနှစ်စဉ်နှစ်ချိန်လုပ်တဲ့စစ်မှုတန်းခေါ်ယူမှုရဲ့နောက်ဆုံးဆင့်ကိုအတည်ပြုတဲ့ဥပဒေပြဋ္ဌာန်းကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အသစ်ခေါ်ယူမဲ့ကာလဟာမကြာခင်မှာစပြီးဇူလိုင်15ရက်ထိကြာမြင့်မှာဖြစ်ပါတယ်။ရုရှားရဲ့တရားဝင်မီဒီယာတွေကဒီကာလအတွင်းမှာအသက်18နှစ်ကနေ30ကြား စစ်သား36000ဦးကိုရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေမှထည့်သွင်းမှာဖြစ်ပါတယ်။ဒီရေအတွက်ဟာပြီးခဲ့တဲ့နှစ်ကနွေရာသီမှာခေါ်ယူခဲ့တာထက်1000ပိုများပြီးလွန်ခဲ့တဲ့3နှစ်ကထက်1000ကျော်ပိုများပါတယ်။ပထမဆုံးအနေနဲ့သတိထားစရာကရုရှားလူငယ်36000ဟာစစ်ရဲ့ကျန်းမာရေးအခြေအနေတွေကိုပဲရင်ဆိုင်ရတော့မှာပါ။ဘလို့ရလက်ပဲထွက်ထွက်ဒီစစ်ပွဲကနေဘာမှအကျိုးရှိမှာမဟုတ်ပါဘူး။ဒီအစ်စ်ခေါ်ယူတဲ့စစ်သားတွေကိုရှေ့တန်းကိုပို့မယ်လို့မျှော်လင့်ရပြီး မဖြစ်မနေစစ်မှုထမ်းဆောင်မှုဖိအားပေးခံရနိုင်ပါတယ်စစ်မှုရန်ခေါ်ယူမှုကအသင့်မဟုတ်ပေမဲ့ခရမလင်နဲ့နှိစက်တဲ့မီဒီယာတွေကဒီတိုးမြင့်မှုဟာပူတင်ကရုရှားတပ်မတော်ရဲ့အရွယ်စားကိုပိုကြီးမားတယ်ကိုကြိုးစားနေတာကြောင့်လို့ဆိုပါတယ်လက်ရှိမှာရုရှားတပ်မတော်ဟာလွန်ခဲ့တဲ့၃နှစ်ကတတန်းကနေ1.85တန်းအထိတိုးချဲ့ထားပြီးဖြစ်ပါတယ်ဒါပေမဲ့ဒီအစ်စ်ခေါ်ယူမှုကယူကရိန်းစစ်ပွဲမှာအရေးပါတဲ့အချိန်မှာလောက်တာဖြစ်ပါတယ် ရုရှားရဲ့ gas ဒေသမှာယူကရိန်းတိုက်ခိုက်မှုတွေကိုပြန်လည်တွန်းလှန်ဖို့မော်စကိုဟာမြောက်ကိုရီးယားတပ်တွေရဲ့အကူအညီကိုမျှော်လင့်နေပါတယ်။တစ်ချိန်တည်းမှာပဲရှေ့ယူကရိန်းမှာရုရှားတပ်တွေတဖြည်းဖြည်းချီတက်နေပါတယ်။အမေရိကန်ကဒီပဋိပက္ခကိုဆုံးသတ်ဖို့စိတ်ဆက်ဆွေးနွေးမှုတွေလုပ်နေချိန်မှာပူတင်ရဲ့ဒီအသည့်စစ်သားခေါ်ယူမှုကငြိမ်းချမ်းရေးဖြစ်စဉ်ကိုထိခိုက်စေနိုင်ပါတယ်။ဒါ့ပြင်အသည့်ခေါ်ယူတဲ့စစ်သားတွေနဲ့တော့ရုရှားဟာဒီစစ်ပွဲကိုမနိုင်နိုင်ပါဘူး။ ယူကရိန်းတပ်မတော်ကရုရှားထက်စစ်သားရေးအတွက်မများပေမဲ့သူတို့မှာအံဩဝယ်ကောင်းတဲ့ဒရုန်းတပ်ဖွဲ့တွေရှိနေပါတယ်။ဒီဒရုန်းတွေရဲ့နည်းပညာနဲ့ခေတ်မီမှုတွေကိုပေါင်းစပ်အသုံးချပြီးယူကရိန်းတွေဟာဒီပြဿနာကိုကျော်လွှားနိုင်ပါတယ်။ရုရှားကစစ်သားတွေအသစ်ထပ်ဖြည့်ပေးနေရင်တော့ယူကရိန်းတွေဟာဒီကြီးမားတဲ့ဒရုန်းတပ်ဖွဲ့နဲ့ရုရှားကိုငြိမ်းချမ်းရေးဆွေးနွေးဖို့တောင်ဖိအားပေးနိုင်ပါတယ်။ KF ကသူ့ရဲ့ဒရုန်းတွေနဲ့ရုရှားရဲ့နည်းပြဟာမြောက်စစ်ပစ်မှတ်တွေကိုစက်ပစ်မယ်။ မော်စကိုမြို့တော်နဲ့ခရိုင်းမီးယားကျောဆွယ်လို့ပူတင်ရဲ့အထီးကိုက်မခံနိုင်တဲ့ပြစ်မှတ်တွေကိုဖျက်ဆီးနိုင်မယ်ဆိုရင်ခရမလင်ဟာငြိမ်းချမ်းရေးလုပ်ဖို့ဖိအားပေးခံရနိုင်ပါတယ်။ယူကရိန်းဒရုန်းတိုက်ခိုက်မှုတွေကြောင့်အပြင်းထန်ဒဏ်ရာရနေတဲ့ရုရှားအနေနဲ့ဒီစစ်ပွဲကိုအဆုံးမရှိဆက်လုပ်နိုင်မှာမဟုတ်ပါဘူး။ကျွမ်းကျင်သူတွေကရုရှားဟာ2022ခုနှစ်မတိုင်ခင်အခြေအနေကိုပြန်ရောက်ဖို့၅နှစ်လောက်ကြာမယ်လို့ဆိုပါတယ်။တကယ်တော့ဒီစစ်ပွဲရဲ့တက်ရောက်မှုတွေကယူကရိန်းကိုလည်းထိခိုက်စေခဲ့ပါတယ်။ ဒါပေမဲ့အခုချိန်မှာတော့ EF ဟာအနိုင်ရဖို့ပဲအာယုံစိုက်နေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။